2009ခုမှာကျွန်တော်တို့စုဖွဲ့မှုဘာကသာစုဖွဲ့မှုကအရင်အားမကောင်းသေးဘူးဗျာအားမကောင်းသေးဘူးဆိုတာကအကြောင်းတစ်ကြောင်းကနေပြီးတော့ဒီကိုစားပြုတဲ့ရေပေါ်တယောက်နှစ်ယောက်အလွန်ဆုံးကအဲ့လောက်ပဲပါခဲ့တာပေါ့ဟိုကျွန်တော်ဆိုရင်ရန်ကုန်စီးပွားရေးတက္ကသိုလ်ကိုစားပြုတယ်အဲတက္ကသိုလ်တက္ကသိုလ်ကိုစားပြုတဲ့သူတွေလည်းပါတယ်အာဒီမဟာနီဦးတို့ပေါ့နော်အာနောက်ပြီးတော့ ရှိပိုင်းတက္ကသိုလ်ကနေပြီးတော့ကိုလင်းထက်နိုင်လို့ပါတယ်အဲကျွန်တော်တို့အနောက်ပိုင်းတက္ကသိုလ်ကနေပြီးတော့အာအဲဒီငိမ့်လင်းတို့ကိုဒီငိမ့်လင်းတို့ပါခဲ့တယ်ပေါ့နော်အဲ့လိုပဲဟိုဒီဟိုမော်ဘီနီးပညာတက္ကသိုလ်ကမှဖြူဖြူအောင်လို့ပါခဲ့တယ်ဒီလိုမျိုးပေါ့နော်အာအဲ့လိုမျိုးပါခဲ့တဲ့ចောင်းသားတွေကတယောက်နှစ်ယောက်တယောက်နှစ်ယောက်ပေါ့နော်အော်တယောက်နှစ်ယောက်အဲ့လိုမျိုးကျွန်တော်တို့ဟိုတချောင်းမှာတယောက်နှစ်ယောက်လောက်ပဲပါနိုင်တယ်ပေါ့ចောင်းတွေကလည်းပြန့်ကျဲနေတာ ျွန်တော်တို့စုစည်းဖို့အရန်ခတ်တယ်စီယုံရေးလုပ်ဖို့အရန်ခတ်တယ်အဲ့တော့ကျွန်တော်တို့ကကိုနဲ့အရန်ရင်းနှီးပြီးသားယုံကြည်စိတ်ချရတဲ့ចောင်းသားရဲဘော်ဆိုလို့ရှင်တော့အာတေးချာခေါ်ပြီးမှအာလက်တို့ပြီးမှကျွန်တော်တို့ကတူတူတက်တိတ်ပဲဆွနှုတ်ရတယ်အာဒီလိုဒီလိုတော့ရှိတယ်ဗောဟိုတောင်းဆောင်သမကတော့ဖွဲ့စည်းထားတယ်အဲမင်းတို့ပါမှာလားဟာလားအာဒီတမကရဲ့ရည်ရွယ်ချက်တွေကဒါ၄၊ဗမှုငါချက်ကတော့ဒါ၄ပေါ့နော်။အဲ့ဒါမျိုးကြီးကျွန်တော်တို့ပြောပြီးတော့ဟိုသူကလည်း ။ငကူတွေကဟိုကဒီအတိုင်းဝိုင်းထဲမှာပဲရှိနေတယ်။ချို့ကနိုင်ကျင်နေတဲ့တာသမီတွေဖြစ်နေတဲ့ခါကျတော့စိတ်ကပပီးသားဆိုတော့အများကြီးပြောစရာအများကြီးစီယုံစရာမလိုဘူး။အဲ့လိုပါလာကြတာမျိုးရှိတယ်။အချိတ်ဆက်ကတော့အဲ့လိုလိုက်ချိတ်ဆက်ရတာဗျာ။နိုင်ငံကြီးကျင်းသားဟောင်းနေတဲ့တာသမီတွေများတယ်။အာပြီးရင်လက်ရှိနိုင်ငံကြီးလုပ်နေတဲ့အဖွဲ့အစည်းဝင်တွေရဲ့တာသမီတွေများရယ်ပေါ့နော်။အဲ့လိုမျိုးတွေကျွန်တော်တို့ချိတ်ဆက်ခဲ့တယ်။ဟိုကျွန်တော်တို့တပိတ်မောက်တဲ့ဆန္ဒပြပွဲတွေမှာလမ်းပေါ်မှာကြတော့လူငယ်တွေပေါ်ထွက်လာတယ် ကျွန်တော်နဲ့တခါမှမမြင်ဘူးတဲ့ဒီဇိမ်းတွေပေါ့နော်အလူငယ်တွေပေါ့သူတို့တွေ့ရတယ်မျက်နှာတစ်တည်းကိုတွေ့ရတယ်အဲ့ထဲမှာမှကျွန်တော်တို့ကအရင်နီးပြီးသားအာမဟုတ်တဲ့အခါကျတော့ကျွန်တော်တို့ကတချို့ဟာယုံကြည်စိတ်ချလို့လဲခတ်တယ်ဘာသူတို့ကဒလန်လားနည်းအဖြစ်စကားစဘက်ကနေပြီးတော့ဒီစစ်ကောင်စီပေါ့ဗျာစစ်အုပ်စုပေါ့စစ်စစ်ကောင်စီတော့မဟုတ်သေးဘူးအဲ့တော့ကအာဒီအဲဘူတန်ရွှေစစ်တပ်ကနေပြီးထည့်ထားတဲ့ဟိုဒလန်ဆိုတာပါလာခဲ့လို့ရှင်နေကျွန်တော်တို့အကုန်လုံးဒုက္ခရောက်မှာဗျအဲ့တော့ကျွန်တော်တို့တိချစီစေရတယ် အချိန်နေအများကြီးယူရတယ်ဗျာအချိန်နေအများကြီးယူပြီးတော့မှဒီလူတကယ်ယုံကြည်စိတ်ချရပြီဆိုတော့မှကျွန်တော်တို့ရဲ့အတွင်းစီတဲ့ကိုထည့်ရအဲ့တော့ကျွန်တော်တို့အလုံးမတွင်ကျဲဘူးပေါ့ဗျာအဲကျွန်တော်တို့စိုးရိမ်တာလည်းမမှားဘူးဗျာဘာကြောင့်လဲဆိုတော့အဲ့ဒါမျိုးတွေအရှိမတစ်ချိန်နှစ်ချိန်ကြုံခဲ့ပြီးသွားပြီအဲရန်သူကလည်းထည့်ထားတဲ့လူကကိုရှိမှအရန်တက်ကြွပြတာမျိုးကြီးရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အကုန်လုံးကကြိုးသတင်းတွေပေါက်နေတာကိုရီးယားဘာမှမလုပ်ရသေးခင်သတင်းကကြိုးပေါက်သွားတာမျိုးတွေပါဖြစ်တတ်တယ် ဒါကြောင့်မလို့ကျွန်တော်တို့ကအရန်စီစစ်ရတယ်ပေါ့နော်တော်တော်လေးစီစစ်ပြီးမှကျွန်တော်တို့ရွေးချယ်ရတဲ့အနေအထားမျိုးကြီးရှိတယ်။နောက်တဲ့စီယုံရည်နီးတစ်ခုကကျတော့တက္ကသိုလ်ဝင်းနယ်ကိုခုချောင်ခိုးကဝင်းဝင်းပြီးတော့ကျွန်တော်တို့လေးလက်ဆောင်နေပေါ်ကနေစာရီကျဲတာတို့အဲ့အရာမျိုးကြီးကျွန်တော်လောက်တာရှိတယ်။အဲဒီလိုမျိုးနိုင်ငံကြီးလုံးစော်စာရီကျဲဆိုတဲ့ရည်ရွယ်ချက်ကကျတော့ဒီတပိတ်မောက်တဲ့နေ့မှာကျွန်တော်တို့ចောင်းသားတွေကတပိတ်မောက်မဲ့နေရာကိုရောက်လာအောင်ပေါ့အင်းနဲ့အားနဲ့ အာပူပေါင်းပါဝင်လာအောင်လို့ကျွန်တော်တို့စီယုံလှုံ့ဆော်တဲ့သဘောမျိုးပဲဟောဒါပေမဲ့အဲ့ဒီလူတွေအတွင်းစီးထဲမှာပါမလာကြဘူးဟောဆန္ဒပြခွဲတော့လိုက်တယ်ဒါပေမဲ့သူတို့ဆန္ဒပြခွဲပြီးသွားတယ်ဖြိုခွဲတဲ့အချိန်မှာတော့ဟောဝေးသွားကြတယ်ပျောက်သွားကြတယ်အဲ့လိုမျိုးရဲဘော်တွေလည်းအများကြီးကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဟောအချိန်ကြီးကတော့အဲ့ဒီကာလအတိုက်ပွဲလောက်လာတာအရန်ကြက်တယ်အဲလွတ်လွတ်လပ်လပ်မလောက်ရဘူးဟိုကျွန်တော်တို့ကအရန်စိုးရိမ်နေတော့စိုးရိမ်နေပေါ့ဗျာ အာစစ်ကောင်စီရဲ့စစ်အုပ်စုရဲ့ဒီထောက်လှမ်းရေးရန်နေရာကလည်းရှိတယ်အဲပြီးလို့ရှိရင်ဖိနှိပ်ရေးရန်နေရာကလည်းကြီးတယ်ဒါကြောင့်မလို့ကျွန်တော်တို့လောဘကံရတဲ့အကန့်တတရတော့အများကြီးပဲရှိတယ်နောက်တနည်းကကြတော့ကျွန်တော်တို့ကအတွင်းစီးတဲ့ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့စာစာအုပ်တွေဖတ်တယ်ပေါ့နော်နိုင်ငံရေးစာအုပ်တွေဖတ်တယ်ပြီးလို့ရှိရင်ပြန်လည်ဆွေးနွေးတယ်အာဆွေးနွေးရဆိုတော့မဟုတ်ဘူး formally တော့မဟုတ်ဘူးပေါ့ informal ပဲပေါ့ ဟိုတယောက်တယောက်ဒီစာအုပ်ကိုဖတ်ပြီးတော့ဘယ်လိုသဘောရလဲဘယ်လိုမြင်လဲဆိုတာမျိုးပြန်ပြောတာမျိုးအဲ့ဒါတွေကတော့ကျွန်တော်တို့ Seahawk တွေမှာနေတဲ့အချိန်မှာပို့လို့ဖြစ်တယ်ပေါ့နော်ဟို Seahawk တွေလို့နေတယ်ဆိုတချို့ဟာကျွန်တော်တို့ဖုန်ကြီးကျောင်းတွေမှာဗျဖုန်ကြီးကျောင်းတွေမှာကျွန်တော်တို့တော့ပုံနေအခါမျိုးတော့ဖုန်ကြီးတွေကလည်းကျွန်တော်တို့ပုံမှာအာကောင်းတယ်ပေါ့နော်အဲ့ကာလတုန်းကအဲ့တော့တန်ကလှူရှားမှုဖြစ်တဲ့ကာလဆိုတော့ဖုန်ကြီးတွေကကျွန်တော်တို့ကိုတော်တော်နွေ့နွေ့ထွေးထွေးနဲ့အဲဖွက်ထားပြီးတယ်အဲပုံထားပြီးတယ် အဲ့ဒီအခါမှာသူတို့ရှိမှရှိရဲ့စာအုပ်တွေကိုကျွန်တော်တို့ပြီးဖတ်တယ်အဲအဲ့တော့ကျွန်တော်တို့စာအုပ်တွေဖတ်နိုင်ငံရေးစာအုပ်တွေဖတ်ဆွေးနွေးရအပြန်လာဒါမျိုးတွေကျွန်တော်တို့လုတ်ခဲကင်ခဲ့ရတာပေါ့လေဟောအဲ့လိုပုံစံမျိုးကစီယုံကြီးကတော့လုံနေတယ်ဒါပေမဲ့ကျွန်တော်တို့လိုချင်တဲ့ရက်လက်ကိုတော့ထစ်တိရောက်ရောက်မရရှိခဲ့ဘူးအဲ့လိုပဲပြောမှာပါ နောက်ခွန်ရှိုးအောင်လှုပ်ရှားမှုမှာကျွန်တော်ပတ်ဝန်းခဲ့တဲ့တစ်ချော်လုံးမှာအမှတ်ရတဲ့ဖြစ်ဖြစ်ပြက်ပေါ့ဖြတ်တန်းမှုတွေ့ကြုံနေဆိုလို့ရှိရင်တော့အများကြီးပဲရှိတယ်အဲအများကြီးရှိတဲ့ထဲမှာမှာအဓိကတော့နှစ်ခုပေါ့နော်အဲတစ်ခုကကျွန်တော်ကျွန်တော်တို့တိုက်ပွဲကာလပေါ့နော်ကျွန်တော်တို့ဟိုတနက်တနက်နဲ့တိတ်ပစ်တာပေါ့ဗျာဟိုမျက်နှာချင်းဆိုင်ရနေပြီးတော့ကျွန်တော်တို့ပြစ်ခံရတယ်ဒါပေမဲ့ကျွန်တော်တို့ကရှောင်းတိန်တော့မြန်လို့ကျွန်တော်တို့အသက်ဘေးအန္တရာယ်လုကင်းခဲ့တာပေါ့ အဲဘယ်နေရာမှာလဲဆိုရှင်အလုံးတစ်တော့ဝင်းထိတ်ပါဗျကျွန်တော်တို့အဲ့နေတုန်းကစပြီးတော့ဖြိုခွဲတယ်အဲရွှေတကုံဖျားခြေတော်ရင်ငကိုကျွန်တော်တို့စုနေကြကြည်သွန်ဖျားကြီးကိုကျွန်တော်တို့တွားတာတွားလို့မရတော့ဘူးလမ်းနေပိတ်ပလိုက်ပြီလမ်းနေပိတ်လိုက်ပြီကျွန်တော်ကရွှေကုံနိုင်ထိတ်ပေါ့နော်ရွှေကုံနိုင်ထိတ်ဆိုတာဒီ NLD ရုံးချုပ်ရှိတဲ့အဲအုပ်လမ်းမှတ်တိုင်သားလောက်မှာကျွန်တော်ရောင်းလဲရောင်းလဲဖြစ်နေတယ်အဲတွားလို့မရလို့ကျွန်တော်မလက်သေးမှလည်းဒီလိုပစ္စည်းတွေအလံတွေရောကျွန်တော်တို့အဲ့လို vanine တွေရောကျွန်တော်တို့ကင်ထားတယ် အဲကျွန်တော်တို့3လေးရောက်လောက်ရှိတယ်တငယ်ချင်းတွေအဲ့တော့ကျွန်တော်တို့အိုက်ကနေဆက်တိုးဖို့လုပ်တဲ့ချိန်မှာတိုးလို့မရပဲねဟိုဘက်ကညောင်ထုံးចောင်းတိုက်သားမှာတနက်တွေပြစ်တဲ့အတန်ကြားရတယ်မျက်ရည်ဘုံတွေဖောက်တဲ့အတန်ကြားရတယ်အဲ့ချိန်မှာသူပြေးလာတယ်ပေါ့ပြေးလာတဲ့အထဲမှာအခုမှတ်မှတ်ရရဆိုလို့ရှိရင်ဒီငိမ့်လင်းတို့စီသူမောင်တို့လည်းပါတယ်အော်သူတို့ကပြောတယ်အချင်းနေမကောင်းအချင်းနေမကောင်းကျွန်တော်တို့ဆက်သွားရမယ်ဆိုတော့အဘယ်ဘက်ကိုဆက်သွားမလဲဆိုတော့ဒီရုပ်ရှင်မင်းသားကိုကျော်သူတို့ကိုဇာကနာတို့ဟိုသူတို့လည်း အတက်ဦးမှာပါလာတယ်ပေါ့ဟိုသူတို့ကလည်းအဲ့ကာလာတော့ကဆိုလို့ရှင်တန်ဃာတွေနဲ့အတူတပိတ်မှောက်ကြတယ်မင်းသားတွေပါအများကြီးပဲပေါ့ဒါသူတို့ကအာမီနီကုန်းဘက်ကိုထွက်မယ်ဆိုတော့ကျွန်တော်တို့ကလည်းဟုတ်ပြီအဲ့ဆိုငါတို့လည်းမီနီကုန်းဘက်ကိုထွက်မယ်ဆိုတော့မီနီကုန်းဘက်ကိုဆက်ထွက်တယ်မီနီကုန်းဘက်ကိုသွားရင်လည်းမီနီကုန်းကနေကျွန်တော်တို့ကဘားခရချောက်ကိုဖြတ်ပြီးတော့ကျွန်တော်တို့ကကြီးမနိုင်တဲ့ကိုရောက်တယ်ကြီးမနိုင်ကနေအလုံးဘက်ကိုဆက်တက်တဲ့အချိန်မှာကျွန်တော်တို့နောက်ကနေပြီးတော့ဟာမိသက်ကားတွေလိုက်လာတယ်စစ်သားတွေလိုက်လာတယ်စစ်သားတွေကလည်းစစ်ကားတွေနဲ့ မိသက်ကားတွေကလည်းပဲအထဲထဲမှာအာရေမပါဘူးတဲ့ဓာတ်ငွေပါတယ်ပေါ့အဲ့ဓာတ်ငွေနဲ့ကျွန်တော်တို့နှုတ်ပြီးတော့မှသတိမိသွားတဲ့အချိန်ကြရင်ကျွန်တော်ရိုက်ပြီးတော့ဖမ်းမယ်ဆိုတဲ့သတင်းတွေထွက်လာအဲ့ဒီကအကုန်လုံးအလဲလဲအကွက်ကွဲပဲဖုံးကြီးတွေဆိုလို့ရှိရင်လည်းခင်ဗျာအာခေါင်းတွေမှာထိတ်ပေါက်ခေါင်းကွဲပြီးတော့သူ့ဖြာကြနေရသူတို့ကင်ထားတဲ့ဒီဗုဒ္ဓရုပ်ပွားတော်ပေါ့နော်ဟောဓာတ်ပုံကားချက်တွေအဲ့ဓာတ်ပုံကားချက်တွေဆိုလို့ရှိရင်လည်းမှန်ကြီးကွဲသူ့ရ ယိုစီးပြီးတော့သွေးကြီးကျနေပေါ့နော်သွေးကြီးသူတို့ရဲ့ဖုံးကြီးကြီးရဲ့ခေါင်းကထွက်တဲ့သွေးအဲ့ဒါစွန့်ထင်းပီကြံနေရပဲဗျာအာတချို့ဆိုလို့ရှင်လဲအဲ့လိုတင်ငန်းတွေပါရတော့မပါတော့ဘူးပေါ့နော်ဟိုရိုက်နှက်ထားတဲ့ဒဏ်ရာဖူးရောင်ဒဏ်ရာတွေနဲ့အဲဆက်ပြီးတော့ကျွန်တော်တို့ကျူးကျော်တန်းနေတိုင်ကြတယ်ကျွန်တော်တို့ဒီဖုံးကြီးတွေကမြစ်တာပို့လို့ပေါ့နော်အရှိအရနိုင်ရှိသောအနန္တစัจ java လာအာဘာညာပေါ့ဗျာအဲ့လိုမျိုးကျွန်တော်တို့ကလည်းပဲအာចောင်းသားတွေးမြေကြပြီတန်ကတွေးမြေကြပြီ ျွန်တော်တို့ကျွေးကြော်တန်းနေတိုင်တယ်အော်တယ်ပြီးတော့ကျွန်တော်တို့အလုံရောက်တော့အဲ့အလုံမှာဟိုဘက်ကဒီဘက်ကပိတ်လိုက်ပြီးကျွန်တော်တို့ထွက်ပေါက်ကတော့တပေါက်ပဲရှိတော့တယ်အဲ့ဒါအုတ်တိုင်းကိုကြော်ပြီးမှကျွန်တော်တို့ပြေးလိုက်တာဟောတနက်နဲ့ပြစ်ဖို့အတွက်သူတို့စီးသုံးစီးတားတယ်လို့ဆိုပေမဲ့လည်းဘာစီးမှမတားပါဘူးဟို low speaker နဲ့တစ်ချက်နှစ်ချက်អော်ပြီးရတယ်စပြစ်တာကျွန်တော်မျက်စိရှိမှတော့ကိုရင်လေးတွေဟောဟိုပြိုလဲသွားတာကိုတွေ့လိုက်ရတယ်ကိုရင်လေးတစ်ပါးကိုထိပြီးတော့ဟောကျန်တဲ့ကိုရင်လေးတွေအကုန်လုံးမြေကြီးပေါ်မှာတုံယုံလဲသွားတဲ့အချိန် ကျွန်တော်တို့ကတော့အလုံးတက်တော်ဝင်ရှိတဲ့ဘက်ကိုအုတ်တိုင်းပေါ်ခုံကြော်တက်ပြီးတော့မှကျွန်တော်တို့ပြေးရပေါ့နော်တန်ဃာတော်တွေသွေးမြေကြပြီးကျွန်တော်တို့ပါဇက်ကအော်သွားပြီးတော့အဲ့မှာကျွန်တော်တို့ရောက်ကွက်ကပြည်သူတွေကကောင်းတဲ့အခါကျတော့ကျွန်တော်တို့ကဲတင်ခဲ့တယ်ကာကွယ်ဆောင်ရှောက်ပေးခဲ့တယ်ကျွန်တော်တို့ထွက်ပြီးတော့အာဒီကိုရက်ကြီးဖျားနာရောက်အဲ့ကနေပြီးတော့တဆင့်ချားနေရာတွေပေါ့နော်ရန်ကင်းတောင်ကလာဘတ်ဘက်ကိုကျွန်တော်တို့သွားရှောင်ရတယ်အဲ့ဒါကတော့အာဒီပထမဦးဆုံးစစ်တပ်နဲ့ထိတ်တိုက်ရင်ဆိုင်ရတဲ့ အတွေ့အကြုံပဲအဲကျွန်တော်တို့ရှေ့မှာနေကိုရင်လေးတွေတည်ခဲ့တယ်တွေ့တယ်ကျွန်တော်တို့လည်းကံကောင်းလို့အသက်မတည်ပဲနဲ့အဲလွတ်မြောက်လာခဲ့တယ်ပေါ့ဒုတိယအတွေ့အကြုံအောင်ကြတော့အော်တခါတည်းတော့မကဘူးအဲ့ဒါဟာလိုက်လံဖမ်းဆီးတာကိုကျွန်တော်တို့အကြိမ်ကြိမ်ကြုံရတယ်ကျွန်တော်တို့တောင်းကလာပါပတ်မှာပေါ့နော်အဲအိမ်တဲ့အိမ်မှာနေတဲ့ချိန်ကျွန်တော်တို့အိမ်ကိုဝိုင်းနေကျွန်တော်တို့ကအပေါ်တက်မှာစီဝေးလုံးနေတယ်အာကျွန်တော်ရဲ့အဲဒီမဟာနီဦးရဲ့ကိုလင်းထက်နိုင်ရဲ့ကိုစီသူမောင်ရဲ့လေးယောက် အဲ့နေရာမဟန်နီဦးနဲ့ကိုစီသူမောင်ဖမ်းခံလိုက်ရတယ်။သူတို့ထိုးကြိတ်ရိုက်နှက်ပြီးတော့မှမျက်နှာကြီးအဝတ်စီးပြီးမှခေါ်သွားတဲ့အချိန်ကျွန်တော်ကလည်းအဲပရင်းပေါက်ကနေခုံချပြီးတော့လွတ်မြောက်သွားတယ်။ကျွန်တော်လည်းပြေးရတယ်လမ်းကြောက်လမ်းကြိုလမ်းကြားတွေကိုဖျက်ပြီးပြေးရတယ်။အေးရေကန်တွေထဲမှာဝင်ပုန်းပြီးတော့မှကျွန်တော်အကြာကြီးနေရတယ်။အာ66စုပ်စုတွေပေါ့ဒီဒီထောက်လန်းရေးတွေမရှိတော့ဘူးညမိုးချုပ်မှောင်ပြီဆိုတော့မှကျွန်တော်ပြန်ထွက်ရတယ်နောက်ဝေးလန်းကြရဲရပဲဖက်နဲ့မပါဘူ အင်ကြီးတစ်ခုလုံးနဲ့ရေဆူရွှဲပြီးတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်အကူကြီးတောင်းရတယ်ဘေးနားအင်ကြီးကိုအကူကြီးတောင်းတော့အဲဒီရခိုင်ကနေပြီးတော့မှရောက်လာတဲ့အလုတ်လာလုတ်တဲ့အဆင်မပြေပါဘူးသူလည်းအဲအလုတ်အကင်အဆင်မပြေဘူးဆိုရဲအကိုတယောက်ကလည်းကျွန်တော်အင်ကြီးဝစားရလဲပြီးတယ်ကူညီပြီးတယ်အဲကျေးဇူးတင်တယ်ပေါ့ဗျာအဲ့တုန်းကကျွန်တော်တို့လူလူတိုင်းကိုလိုက်ကူညီတောင်းရတာအာတမိလူမျိုးတွေလည်းပါတယ်ဗျာရခိုင်လူမျိုးတွေလည်းပါတယ်မွန်လူမျိုးတွေလည်းပါတယ် ပြည်သူတွေကကျွန်တော်တို့အပေါ်မှာတကယ်ကောင်းခဲ့တကယ်ကူညီခဲ့ဒါကြောင့်မလို့ကျွန်တော်တို့လွတ်မြောက်ခဲ့အဲအဲ့လိုပဲချားနေရာတွေမှာလည်းအဲ့လိုပုံနဲ့ရှောင်းတဲ့အိမ်တွေဝင်စည်းခံရရင်ကျွန်တော်တို့ကကံကောင်းလို့လွတ်သွားတယ်လွတ်သွားတယ်ဆိုပေမဲ့လည်းကံဆိုးသွားတာကတော့အိအိရှင်တွေပဲဗျကျွန်တော်တို့ကိုစောင့်ရှောက်ပေးတယ်ကျွန်တော်တို့ကိုလက်ခံပေးတဲ့အိရှင်တွေကိုဖမ်းဆီးထောင်ချပစ်တာတွေခဏခဏကျွန်တော်တို့ကြုံရကျွန်တော်တို့ကြာလာတော့စိတ်တန်ရာရလာကိုကြောင့်သူတို့ထောင်ကျသွားတယ်ကိုကြောင့်သူတို့ဖမ်းခံရတယ်ဆိုရယ်စိတ်တန်ရာရအောင်လုပ်တယ်ကျွန်တော်တို့ ီစစ်တပ်ကတော်တော်လေးကိုရက်ဆက်ရုပ်မာတဲ့ဒါလောက်ရက်တွေကိုအများကြီးလုခဲ့တာဗျအဲ့ဒီဟာတွေကတော့ကျွန်တော်တို့တက်တက်လုံးဘယ်တော့မှမမေ့နိုင်ဘူးဆိုတဲ့ဖြစ်ပျက်တွေပါပဲအဲ့မှာကျွန်တော်အမြဲသတိရနေမှာတော့လေတယောက်ရှိပါတယ်အခုတော့ကျွန်တော်လည်းလည်းမတွေ့ရကြပါဘီအရင်တုန်းက ABSDF ကမြောက်ပိုင်းမှာပါကြောင်လူတက်မှုမှာအာမတည်ဘဲနဲ့ပြန်လွတ်လာခဲ့တဲ့အမတရားကိုကျွန်တော်အယံသတိရပါတယ်ကျွန်တော်တို့အတွက်တကယ်ကိုအမတရားပီတာစွာနဲ့ ကူညီဆောင်ရှောက်ခဲ့တယ်။အဲကျွန်တော်တို့စာဝတ်နေရေးတွေပြည့်လည်အောင်ကူညီပေးခဲ့တယ်။အဲအဲ့ဒီအဲအမပေါ့နော်ဒီကျွန်တော်တို့ရဲ့တော်လှန်ရေးရဲရဲဘော်မတယောက်ပေါ့နော် ကျွန်တော်တို့ရဲ့စီနီယာအမကြီးတယောက်သူ့ကိုကျွန်တော်သတိရတယ်။အာတကယ်ကောင်းခဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ကဗျာဆရာဥလာတန်းပေါ့ကျွန်တော်တို့ကလှတန်းလို့ကဗျာဆရာအာနာမည်နဲ့အောင်မြင်ကြော်ကြားတဲ့နော်ကျွန်တော်တော်လန်ရေးဘက်ကအမြဲတမ်းမမမမရက်တီပေးခဲ့တဲ့အဲ ကြပြဆရာကိုလာတန့်အောင်လည်းတတိရပါတယ်သူသာမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဖန်ခံနေရတာကြာပြီပေါ့เนาะဒုက္ခရောက်တာလည်းကြာပြီပေါ့သူကျွန်တော်တို့အများကြီးကူညီဆောင်ရှောက်ခဲ့ပြီးတယ်ကျေးဇူးရှိပါတယ်ဒါတည်းကကျွန်တော်တို့ဟိုတကယ်ရင်ထဲကလှက်လှက်လဲလဲကျွန်တော်ကျေးဇူးတင်လို့ပြောတဲ့စကားပါဒီလိုပုံကိုယ်ကြီးကျွန်တော်တို့ပုံမှာကောင်းခဲ့တယ်ပြည်သူလူထုတယောက်အနေနဲ့တာဝန်ကြီးသလိုတော်လှန်ရေးဘတ်တော်သားတယောက်အနေနဲ့လည်းတာဝန်ကြီးခဲ့တယ်ကျွန်တော်တို့လိုចောင်းသားတွေ ဟိုကျွန်တော်တို့လိုចောင်းတက်နေစေကျွန်တော်ဒီဆန္ဒပြပွဲမှာအခုမှပါဝင်လာတဲ့အတွေ့အကြုံ ਨੇ ပါတဲ့လူငယ်တွေကိုအတွေ့အကြုံရှိတဲ့သူတွေကအာဝိုင်းပြီးလက်တွဲခေါ်ခဲ့ကြတယ်နောက်ဆုံးပခုံးထမ်းပြီးတင်ပေးခဲ့ကြတယ်ဒါကြောင့်မလို့ဒီနိုင်ငံရေးဆင်မြင့်ပေါ်ကိုကျွန်တော်တို့ရောက်လာတာသူတို့ရဲ့ကျေးဇူးနဲ့မကင်းဘူးဆိုတာကျွန်တော်အမြဲတမ်းအမှတ်ရနေမှာဖြစ်ပါတယ် ဘာကသာရေဘော်တယောက်အနေနဲ့ကျွန်တော်ဖန်းစီထောင်ကြတဲ့အချိန်2008ခုနှစ်မှာอืมပရမအူဆုံးအနေနဲ့ပေါ့နော်ကျွန်တော်စစ်ကြောရေးအတွေ့အကြုံကတော့တော်တော်ကြမ်းတမ်းရက်ဆက်တဲ့အတွေ့အကြုံရရရှိလိုက်တယ်ပေါ့အဲတော့ကျွန်တော်တို့တွေကိုဒီလုံးဝပေါ့စစ်ပုံစံတွင်းထားတဲ့ဒီထောက်လန်းရေးစစ်ပုံစံဆိုတာကသူကစစ်ဝါဒကိုသူကအကောင့်ထဲပုံနေတဲ့ကောင်းနေသူတို့တွေကသူတို့ခေါင်းထဲမှာကျတော့ဒီလို ဟိုအစွန်းရောက်တဲ့အတွေးခေါ်တွေအများကြီးတယ်။ဒါအမျိုးသားကြီးအစွန်းရောက်တာတွေလူမျိုးကြီးအမုံတရားတွေအဲ့လိုအမုံတရားတွေနဲ့ကျွန်တော်တို့ချင်းကပ်ပြီးမှစစ်ကြောရေးလောက်တာဗျ။ရှင်းရှင်းပြောလို့ရှိရင်မင်းတို့ကောင်တွေဒီလိုနိုင်ငံကြီးလို့လို့တော်လှန်ရေးလို့လို့ဟိုငါတို့နိုင်ငံမွတ်စလင်တိုင်းပြည်ဖြစ်သွားမယ်မင်းတို့နားမလည်ဘူးလားတော့အဲ့မျိုးနိုင်ငံခြားသားတွေကမင်းတို့အမေနှမတွေကိုဘာလုပ်မယ်ညာလုပ်မယ်ဆိုတော့သူကရိုင်းရိုင်းဆန်းဆန်းနေပြောဆိုပြီးမှကျွန်တော်တို့ဒါကဟိုကိုထီးလက်ရောက်ဖုတ်ကြိတ်ရိုက်နေတာပေါ့ဗျာ။ ဒါရှင်းပါတယ်သူတို့လက်ထဲရောက်သွားတဲ့အခါမှာကျွန်တော်တို့ကစိတ်ပိုင်းဖြတ်ရတယ်ငါတို့ဘလောက်အထိတောင်းခံနိုင်မလဲပြီးရင်သူတို့အဓိကလိုချင်တာကကျွန်တော်တို့ရဲဘော်တွေဖမ်းမမိသေးတဲ့ရဲဘော်တွေဘယ်နေရာမှာရှိသလဲဆိုတော့ကျွန်တော်တို့ပေါ်ခိုင်းတာပေါ့ကျွန်တော်တို့ကလည်းမပေါ်နိုင်ဘူးတော့အရိုက်ပဲခံတယ်အထိုးပဲခံတယ်နှိပ်စက်ပဲခံတယ်ကျွန်တော်တို့ရဲဘော်တွေရဲ့နေရာတွေကျွန်တော်တို့မသိလည်းမသိဘူးပြောလည်းမပြောဘူးအော်တကယ်လည်းကျွန်တော်တို့မသိပါဘူးအဲ့ကလာကျွန်တော်တို့ UG လောက်တာတော်တော်လေး ဟိုပြည်ပြင်းတယ်လို့ပြောလို့ရတယ်တယောက်ပဲနေရာမှာရှိတယ်ဆိုတာတယောက်ကလုံးဝမသိရအောင်ကျွန်တော်တို့ကအလိုင်းဖြတ်ထားနိုင်တာမျိုးရှိတယ်ပေါ့လေအဲဒီလိုမျိုးစကြောရေးပြီးသွားတော့ချင်းထောင်တဲ့ရောက်သွားတယ်ရောက်သွားတဲ့အခါမှာအာတခုတော့အားကောင်းသွားတယ်ဘာလဲဆိုတော့ဟောထောင်ကျနေတဲ့နိုင်ငံရေးအကျဉ်းသားတွေ ਨੇ ကျွန်တော်တို့အချိတ်ဆက်ရပါတယ်အဲအကုန်လုံးကဒီချွေးဝါရောက်မှာပုံမှန်အတီးတီးနဲ့ဖန်ခံနေရတယ်သူတို့တွေ ਨੇ ထောင်ထဲမှာတွေ့ရတဲ့အခါမှာကျွန်တော်တို့ရဲ့ network ပေါ့နော်ကွန်ရက်ကပူကျပြန့်လာတယ် အဲအဲ့လိုကျွန်တော်တို့အတူတူကြောချင်းကပ်ပြီးတော့ကျွန်တော်ရင်ဆိုင်ရတယ်ထောင်းအနာပိုင်းရဲ့ဖိအားတွေကိုကျွန်တော်ရင်ဆိုင်ရတယ်နာဂစ်လီမုန်တိုင်းတိုက်ပြီးတော့ထောင်းမှာအာတော်တော်ပျက်စီးသွားတာရှိရယ်အဲထောင်းရဲ့အဆောက်အုံတွေပျက်စီးသွားတာရှိတယ်မိလောင်မှုတွေဖြစ်ပွားသွားတာရှိတယ်အဲ့လိုအခြေအနေမျိုးမှာဆိုရင်ထောင်းအနာပိုင်းကကျွန်တော်တို့ဒါအကျန်းဖတ်ပြီးတော့မှဟာနှိတ်ကုတ်တဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲ့လိုအခြေအနေမျိုးမှာတယောက်တည်းရင်ဆိုင်တာတဲ့ဆိုင်လို့အင်းနဲ့အာနဲ့အစုအဖွဲ့နဲ့ကျွန်တော်ရင်ဆိုင်နိုင်တဲ့ အခြေအနေတခုကိုဖန်တီးနိုင်တယ်အဲ့လိုဖန်တီးနိုင်လို့လဲကျွန်တော်တို့ကရေရှည်မှာထောင်ထဲမှာဟာရက်တည်နိုင်တာပေါ့အဲအဲ့ကနေပြီးကျွန်တော်တို့ထောင်ပြောင်းနေပါသွားတယ်အဲချားနေထောင်တွေမှာနေရတယ်အကုန်လုံးလူချင်းခွဲလိုက်တယ်ပေါ့ဗျာကျွန်တော်နဲ့ကျွန်တော်အမှုတွေဆိုရင်တခြားစီကျွန်တော်ကတောင်ကြီးထောင်သူကခန်းကြီးထောင်အဆရှိသဖြင့်ပေါ့ဗျာအဲ့လိုကျွန်တော်တို့အဲ့လိုတွေလှုပ်လိုက်တာရှိတယ်ဆိုတော့အဲတောင်ကြီးထောင်ရောက်သွားတဲ့အတွေ့အကြုံရဆိုရင်ကျွန်တော်တို့က အအဓိကထောင်ထဲမှာကျွန်တော်တို့ကလိလာကြီးကိုဆက်လုပ်ဖို့ပဲအာတန်တယ်ပေါ့လိလာကြီးဆိုတာစာဖတ်တယ်ပြီးရင်အနိုင်ငံရေးအကျဉ်းသားတွေနဲ့ကျွန်တော်တို့စကားပြောတယ်ကျွန်တော်နဲ့အတူတူထောင်ကြနေတဲ့အာကိုယ့်ရဲ့စီနီယာအကိုအကိုကြီးတွေရှိမယ်သူတို့တွေနဲ့ကျွန်တော်တို့အတွေ့အကြုံတွေဖလှယ်တယ်အဲသူတို့ကကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကိုလည်းနားထောင်တယ်သူတို့ရဲ့အတွေ့အကြုံတွေကိုကျွန်တော်နားထောင်တယ်ကျွန်တော်တို့သိကျင်တာတွေကျွန်တော်တို့နိုင်ငံရေးလောကရဲ့အကြောင်းတွေကျွန်တော်တို့မေးမြန်းတယ်ဆွေးနွေးတယ်အဲ့လိုမျိုးကျွန်တော်တို့ ဖြတ်တန်းခဲ့တယ်ထောင်ကျတဲ့၄နှစ်တာကာလကိုကျွန်တော်တို့အဲ့လိုဖြတ်တန်းခဲ့အဲ့တော့ကျွန်တော်တို့အမြဲတမ်းလိုလိုစာဖတ်နေတယ်အမြဲတမ်းလိုလိုလေ့လာနေတဲ့အခါကျတော့ကျွန်တော်တို့ထောင်ထဲကနေပြန်လွတ်လာတဲ့အခါမှာဒီနိုင်ငံကြီးကိုအဆက်မပြတ်သွားဘူးအလင်းမီအောင်ကျွန်တော်တို့ပြန်လိုက်နိုင်တယ်အဲ့ဒါကျွန်တော်တို့အတွက်အားသာချက်တစ်ခုပဲအဲ့လိုဖြစ်ဖို့ဆိုတာလည်းပဲအချင်းထောင်ထဲမှာနေတဲ့နိုင်ချင်းတွေအားလုံးကျွန်တော်ပြောသလိုပဲဒါဒီရဲဘော်ရဲဘက်စိတ်ဒါနဲ့ဖြတ်တန်းရအောင်နော်ရဲဘော်ရဲဘက်စိတ်ဖြတ်တန်းရတယ် ကျွန်တော်နဲ့အတူတူဖြတ်တန်းလာတဲ့ထဲမှာအခုကြာဆုံးသွားပြီဖြစ်တဲ့88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုကျင်မီပေါ့သူ့ကိုလည်းကျွန်တော်အမြဲတမ်းအမှတ်ရနေပါတယ်သူကကျွန်တော်တို့ကိုလည်းအများကြီးဟိုစကားပြောခဲ့တယ်ဆွေးနွေးခဲ့တယ်အပြန်အလှန်ဆွေးနွေးခဲ့တယ်အဲသူတို့ခေတ်ကအတွေ့အကြုံတွေကိုလည်းရှင်းပြခဲ့တယ်အဲကျွန်တော်လည်းသူနဲ့အပြန်အလှန်ပြောပြတာများတယ်ပေါ့လေဟောဘာပဲဖြစ်ဖြစ်ပေါ့ဗျာဟိုအခုတော့ဟိုဆက်ဆက်ရန်သူကိုတော်လိုင်းနဲ့ကြာဆုံးသွားပြီဆိုပေမဲ့ ဲတောင်ကြီးထောင်မှာအတူတူနေခဲ့ရတဲ့နေ့ရက်တွေကိုကျွန်တော်တို့ကအမြဲတမ်းအဲသတိရနေမှာဖြစ်ပါတယ်